မင်္ဂလာပါဒီတစ်ခေါက်ကျမတို့အတူတူလေးလာ သုံးသပ်ဖို့ရထားတဲ့အချက်လက်တွေကတော့လေဗမာသက်ကြံရဲကတကက်ကိုအမြင်အာယုံကိုဖန်ဆားနိုင်လို့နဲ့အပိုင်းတစ်ခုပါ ဖြာဒိတ်ချံအခန်းကြီးလေးတဲကကောင်းငင်မုံရဲ့မြင်ကွင်းတွေချောင်းပေါ့ဟုတ်ကဲ့တကက်ကိုအန်အောဆရာမြင်ကွင်းနေပါအဲဒီအချက်လက်တွေနဲ့ကောင်းငင်မုံပြင်တော်ရဲ့ခန်းနာမှုအဲ့မှာရှိနေတဲ့ဟိုရင်ထူးခြားဆင်းကြဲတဲ့ပုံကိုယ်တွေတက်သွားလေပြီးတော့သူတို့ရဲ့အဆက်မပြတ်ဝတ်ပြုကိုယ်ဝင်မှုပုံစံတွေအဲ့အတွေကိုအဓိကထုံနှုတ်ပြီးတော့လေ အဲ့ဒီတဲကအနှစ်သာရရှိဆုံးအတိပညာတွေကိုနားလည်နိုင်ဖို့စူးစမ်းကြည့်ကြမှာပေါ့နော်ဟုတ်ပါတယ်ပိုပြီးနည်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 းဆွေးနွေးကြည့်ကြတာပေါ့ကဲဒီအံ့ဩဖို့ရမြင်ခင်ဒီကိုဘေးကစပြီးချေအားခံကြည့်ကြမလဲဆိုတော့အမ်မြေကြီးပေါ်ကလူသားတူထိတဲ့ယောဟန်ကိုကောင်းကင်ဘုံစီဖိတ်ခေါ်လိုက်တဲ့အခိုက်တန်းလေးနဲ့ဆက်လိုက်ရအောင်အခန်းငယ်1မှာဒီလိုဆက်ထားတာတွေ့ရတယ်လေသူကအသင်းတော်ကြီးစီတရင်စကားတွေပေးပြီးတဲ့နောက် ကောင်းကင်မှာတကားပွင့်နေတော့ယုတ်တရက်ကြီးမြင်လိုက်ရတယ်ဟုတ်တယ်ယုတ်တရက်ကြီးပဲပြီးတော့တမောခရာတန်းလို့အတန်တန်ကသူ့ကိုပြောတယ်ဒီကိုတက်ခဲ့ပါနောက်ဖြစ်လာမယ့်အရာတွေကိုပြောင်းမယ်ဆိုပြီးတော့ခေါ်လိုက်တာအဲ့ဒီနောက်ချက်ချင်းပဲသူ့ဝိညာဉ်တော်အဖင်ကောင်းကင်မှုရောသွားတယ်ဆိုပါတော့ဒါတကယ်ကိုပြက်ကွက်အကူပြောင်းတစ်ခုပဲနော်အင်မတန်အရေးပါတဲ့အကူပြောင်းပါဆိုတော့ဒါဟာဗျာဒိချမ်းရဲ့ဇလန်းကို မြေကြီးပေါ်ကအခြေအနေတွေကနေအဲကောင်းကင်ဘုံရဲ့ရှုထောင့်စီပြောင်းလိုက်တာပဲ အခန်းတိအငယ်၁၉မှာကတိပေးထားတဲ့နောက်ဖြစ်လက်တန်ဗာအရာများကိုယောဟန်ကိုပြသဖို့အတွက်ကောင်းကင်ရဲ့ထိမ့်ချုပ်ခန်းတွေကိုဖိတ်ခေါ်လိုက်တယ်လို့မျိုးပေါ့အဖြစ်ဖြစ်အားလုံးရဲ့အပေါ်စည်းကမြင်းကွင်းကိုပြဖို့အစပြုလိုက်တာပါကောင်းကင်ထိမ့်ချုပ်ခန်းအဲ့ဒီဒုံလုံးကောင်းပါတယ်အဲ့ဒီကိုရောက်သွားတော့ယောဟန်ရင်မြင်းလုံးထမှာဘာကရင်ဆုံးထင်းထင်းရှားရှားပေါ်လာတယ်လေခန့်ငယ်နဲ့ကနေကောင်းကိုကြည့်လိုက်ရင်မြင်းကွင်းတစ်ခုလုံးရဲ့အလဲပဲဟိုမှာ ပလင်တော်တခုအဲ့ဒါကိုအဓိကထားဖော်ပြတယ်ဟုတ်ကဲ့ပလင်တော်ကဗဟုချက်ပဲပလင်ပေါ်မှာထိုင်နေတဲ့ပုဂ္ဂိုလ်ရဲ့ပုံတရံကိုလိုတိုက်ရိုက်မဖော်ပြဘူးဒါပေမဲ့ yes ပတ်ကြောင့် jasper နဲ့ carnelian ကြောင့် sodius လူမျိုးအလွန်တောက်ပတဲ့ကြောင်မြတ်ရတနာတွေရဲ့အယောင်အဝါတွေနဲ့ခိုင်းနှိုင်းထားတယ်မြင်လက်ယုံနဲ့ကိုဖုံးအာနုဘော်တွေထွန်းလင်းနေတဲ့ပုံစံမျိုးပေါ့နော်မှန်ပါတယ်ဒီကြောင်မြတ်ယတနာရဲ့အယောင်တွေကအလတ်တက်တက်မဟုတ်ဘူးလေ။နဲနဲတဲ့အသေးပေတွေရှိနေတာ ယက်စ်ဖက်ကြောင့်မြေကြီးလင်တောက်ပေါမှုကဖျားသခင်ရဲ့အပြစ်ကင်းစင်မှုတန့်ရှင်းမှုနဲ့ဘုန်းတန်ခိုးတော်ကိုကိုးစားပြုတယ်။ကာနီလီယန်ကျောက်ရဲ့အဲ့ဒီအနည်းယောင်နည်းယောင်ကတော့လေတရားမျှတတဲ့တရားစီခြင်းရဲ့အပြစ်အတွက်အပြစ်တန်ဆိုတဲ့သဘောအဲ့ဒီဂုံတော်ကိုညွန့်ပြနေတာဖြစ်နိုင်ပါတယ်။อืมဒါဆိုရင်ဖျားသခင်ရဲ့တန့်ရှင်းမှုနဲ့တရားစီခြင်းမှုဆိုတဲ့အစွမ်းတစ်ခုကိုပထမဆုံးမြင်လိုက်ရလို့ပဲ။ဒါပေမဲ့နောက်ထပ်ထူးခြားတာတစ်ခုကအဲ့ဒီပလင်တော်ရဲ့ပပလဲမှာ မြစ်ကြော့ Emerald လိုစင်း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 တက်တန်ကြီးဝဲရန်ထားရဲဆိုတာပဲတက်တန်ဆိုတာ Noi Kit Dong က Gruna ရမှတ်လခဏမို့လားဆိုတော့တရားစီချင်းရဲ့အငွေတက်တယ်ကြားထဲမှာအဒါကနေနဲ့တော့ထူးဆန်းနေတယ်လို့ပဲဘလို့ထင်လဲအင်းအဲ့ဒီထူးဆန်းမှုကပဲတိတ်ရရဲ့ကြည့်တဲ့အချက်ပါဟုတ်တယ်တက်တန်ဟာရှေးကလေးကဖျားသခင်ရဲ့ကရုဏာသစ္စာတရားနဲ့ပဋိညင်ကရီတော်ကိုကိုးစားပြုတယ်ဒီနေရာမှာမျက်ကြောက်လိုစိမ့်လန်းတဲ့တက်တန်က ပလင်တော်ကိုဝန်းရံနေတယ်ဆိုတာကလေဖျားသခင်ရဲ့တရားစီခြင်းခြင်းတန်ကို အာနာရှိနေပေမဲ့ကိုရိုရဲ့ကရုဏာနဲ့ဂရီတီခြင်းကအမြဲတမ်းပလင်တော်ကိုခိုင်းချုံထားတယ်ဆိုတဲ့သတင်းစကားကိုပေးနေတာကိုရိုရဲ့ကုံတော်တွေဟာတစ်ခုနဲ့တစ်ခုစန့်ကျင်နေတာမဟုတ်ဘူးအတူတကွတည်ရှိနေတယ်ဆိုတာကိုပြနေတာဟုတ်ကဲ့တကယ့်ကိုအန်ဟောစရာဟန်ချက်ညီမှုပါပဲ လင်ကော်ကနီလက်စည်းတွေပြက်နေတာမိုးချင်းတန်ဒီတခြားတံပလန်ဒီထွက်နေတယ်ဆိုတာကတော့အဲ့ဒါကတော့တခစ်ကိုတင်ကိုအာနာရဲ့ပြင်းထန်မှုကိုခံစားရစေတယ်နော်မမာရဲဒီအတန်းနေရက်ပြက်ချင်းတွေကဖျားတခင်ရဲ့အတိုင်းအစာမဲ့ထန်ကိုအာနာလေးစားရတဲ့ထိုက်တဲ့ကြီးမြတ်မှုအချို့အခြားအာနာနဲ့ဟိုရင်ရှောင်းလဲလို့မရတဲ့တရားစီရင်ခြင်းထန်ကိုတွေကိုပြသနေတာပါဒါပေါ်ပေါ်ဆဆချင်းကလို့မရတဲ့ ကြောက်ရွံ့ရိုသေရမယ်ဘုရားသခင်ရဲ့တည်ရှိမှုကိုဖော်ညွှန်းနေတာဖြစ်ပါတယ်။အင်းပလင်ရှင်းမှာမိခွတ်တိုင်းခုနှစ်တိုင်းထွက်လင်းနေတယ်။ဒါတွေကဘုရားသခင်ရဲ့ဝိညာဉ်တော်ခုနှစ်ပါးဖြစ်တယ်လို့လဲဆိုပြန်တယ်။ဝိညာဉ်တော်ခုနှစ်ပါးဆိုတာကအဲအဲ့ဒါကဘလို့ဒီပဲမျိုးလဲဝိညာဉ်တော်ခုနှစ်ပါးတကယ်ရှိတာလား။အဲ့ဒါကလည်းတန်ရှင်းသောဝိညာဉ်တော်ခဏယုံရှိတယ်လို့ဆိုလိုတာတော့မဟုတ်တော့ပါဘူး။တမန်တန်စာမှာအမတ်ခွန်က ပြည့်စုံခြင်းပြည့်ပြည့်စုံခြင်းကိုကိုးစားပြုလေရှိတယ်လေဆိုတော့ဒါဟာတန်ရှင်းသောဝိညာဉ်တော်ရဲ့ပြည့်စုံတဲ့တန်ခိုးတော် ပြည့်စုံတဲ့ဉာဏ်ပညာပြည့်စုံတဲ့အမှုတော်ဆောင်ခြင်းနဲ့နေရာတိုင်းမှာရှိတော်မူခြင်းကိုပုံဆောင်တာဖြစ်နိုင်ခြင်းအများဆုံးပါဝိညာဉ်တော်ဟာဘုရားသခင်ရဲ့ပလင့်တော်ရှိမှာအမြဲတမ်းတက်ကြွစွာအမှုတော်ဆောင်ရွက်နေတယ်ဆိုတဲ့သဘောကိုဆောင်းပါတယ်။အော်ဟုတ်ကဲ့ရှင်းသွားပြီ။ ကောင်းပြီဒီတော့ပဟိုချက်ထိခဲ့ပလင်တော်နဲ့သူ့ရဲ့ဂုံကြီးတွေကိုမြင်ပြီးတဲ့အခါအဲ့ဒီပပတ်လဲမှာရှိနေတဲ့သူတွေကိုဆက်ကြည့်အောင်အခန်းငယ်လေးမှာလေပလင်တော်ပတ်လဲမှာနောက်ထပ်ပလင်အသည်20နေလုံးရှိတယ်အဲ့ဒီပေါ်မှာအသက်ကြီးသူပုဂ္ဂိုလ်24ဦးထိုင်နေတယ်လို့ဆိုတယ်သူတို့ဝတ်ထားတာက အဖြူရောင်ဝတ်လုံးတွေခေါင်းမာကရွှေဦးရည်တင်နေအဲဘသူတွေဖြစ်နိုင်မလဲဆိုတာတော်တော်စိတ်ဝင်စားစရာပဲဟုတ်တယ် ဒီအသက်ကြီးသူ24ဘွားရဲ့တီးကြတဲ့အထောက်အထားကိုကြားနာအောင်တိုက်ရိုက်မဖော်ပြထားဘူးပေါ့နော်။ဒါပေမဲ့အများစုလက်ခံထားတဲ့ရှုထောင့်ကတော့ဒါဘုရားထင်တဲ့ယွင်းတို့ခနာတဲ့လူသားအလုံးကိုကိုစားပြုတာခင်နိုင်နေဆိုတာပါပဲ။နံပါတ်24ကဓမ္မဟောင်းခေဣတရီလာ12မျိုးနွယ်နဲ့ဓမ္မတခေဓမ္မတော်12ပါးကိုပေါင်းစပ်ကိုစားပြုပြီးတော့အသင်းတို့တရားလုံးရဲ့ဖုံးစည်းဆိုင်နဲ့အုပ်ချုပ်မှုအာဏာကိုပြတာဖြစ်နိုင်တယ်။သူတို့ရဲ့ဖြူရောင်ဥလုံတွေကခရစ်တော်အဖြစ်ရရှိတဲ့တန်ရှင်းဖြောင့်မှချင်းပေါ့။ ရွှေဥယျာတွေကတော့အောင်မြင်သူတွေကိုပေးတဲ့ဆူလာနဲ့ဘယင်းနဲ့သူတို့အခွင့်အရေးကိုပြပါတယ်။အင်းရွေးနှုတ်ခမ်းလူသားတွေရဲ့ကိုစားပြုဆိုတာစိတ်ဝင်စားစရာပဲ။ပလန်လင်းတော်ချိန်မှာနောက်ထပ်ထူးခြားတာတစ်ခုဟာအခန်းငယ်6မှာဖော်ပြထားတဲ့ဖန်သားလို့ကြည်လင်နေတဲ့မှန်ရေပြင်ကြီး။ဒါကပါကိုညွန့်ဆိုနေတာဖြစ်မလဲ။ငိန်တချီမျိုးလား။ဒါမှမဟုတ်တခြားအတိတ်ပဲရှိရုံမလား။ပြန်ရေးပြင်အဲ့ဒါကအတိတ်ပဲများစွာရှိနိုင်ပါတယ်။ တစ်ခုကတော့ဟုတ်တယ်ဘုရားသခင်ရဲ့တန်ရှင်းစင်ကြယ်မှုကြည်လင်မှုနဲ့အေးချမ်းတည်ငြိမ်မှုကိုပုံဆောင်တယ်။နောက်တစ်ခုကကိုလိုရဲ့ plan ရှိမှအရာအလုံးကဖုံးကွယ်ထားလို့မရဘူး။ပွင့်လင်းမြင်သားနေတယ်ဆိုတာကိုပြနိုင်တယ်။ရှေးတုန်းကပိမ့်မန်တော်မှာရပ်ပရောဟိတ်တဲ့ဆေးကြောပေါ်ရေအိမ်တုံကြီးရှိခဲ့တယ်လေ။ဒါပေမဲ့ကောင်းကင်မှာတော့အပြစ်အညစ်အကြေးတွေဆေးကြောဆွေမလို့တော့တဲ့ပြည့်စုံတဲ့တန်ရှင်းမှုအခြေအနေကိုညွန့်ဆိုတာလည်းဖြစ်နိုင်တယ်။လောကရဲ့လှိုင်းထမှုတွေနဲ့ဆန့်ကျင်ပေပေါ့။ကောင်းကင်ရဲ့တည်ငြိမ်အေးချမ်းမှုကိုပြနေတာ။တည်ငြိမ်အေးချမ်းမှု ဟုတ်ပြီဒါပေမဲ့အဲ့ဒီတည်ငြိမ်မှုတဲမှာပဲအလွန်တက်ကြွတဲ့တတ္တဝါတွေရှိနေပြန်ရော အခန်းငယ်6ကနေရှိမှဖော်ပြထားတာက ပလင်တိုရဲ့အလယ်မှာရော ပပလယ်မှာပါ မျက်စိတွေအပြည့်နဲ့တရှိတတ္တဝါ၄ပါးရှိနေတယ်ဆိုတာပဲပုံစံတွေကလည်းတမျိုးစီနော်ချင်းသေးလို့နွားငယ်လို့လူမျက်နာလို့ပြန်ဝဲနေတဲ့လင်းယုံငတ်လို့ဒီပုံစံတွေနဲ့မျက်စိတွေအများကြီးဆိုတာကတကယ်ကိုအံ့ဩစရာပဲဟုတ်ကဲ့ မျက်စီတွေရှေ့ရောနောက်ရောအပြည့်ရှိတယ်ဆိုတာကလေသူတို့ရဲ့အစစ်မမြတ်နှိုးချမှုကျေပြန့်တဲ့အတိမြင်နိုင်စွမ်းအချိန်နဲ့နေရာမရွေးဖြစ်ပြနေတာတွေကိုသိရှိနိုင်မှုအဲ့ဒါတွေကိုပြရတယ်အထူးသဖြင့်ဖျားသခင်ကိုအမြဲတမ်းမပြတ်မလတ်အာယုံစိုက်ကြည့်ရှုနေခြင်းကိုပုံဆောင်ပါတယ်သူတို့ဟာတစ္ဆကမှာအနာမယူပဲနှိုးချစွာနဲ့ဖျားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်နေကြတာပါအော်နှိုးချမှုပါဟုတ်တယ်သူတို့ရဲ့ပုံစံနဲ့လင်းမျိုးကလည်း တိလီဆန်လောကဖန်ဆင်းရင်းလောကတစ်ခုလုံးရဲ့အကောင်းဆုံးကိုစားပြုမှုတွေလို့ယူဆနိုင်ရတယ်။ရှင်တိကတတိနယ်တန်ကိုပေါ့။နွားငယ်ကအစေခံခြင်းအလုတ်ကြိုးစားမှုလူမျက်နာကဉာဏ်ပညာလင်းယုံငယ်ကတော့ဖုံးတန်ကိုနဲ့လင်းမြတ်မှုဒီလေးမျိုးပေါင်းစပ်လိုက်ရင်ဖန်ဆင်းခံလောကတစ်ခုလုံးရဲ့ဂုံအင်းကအရရကိုကိုစားပြုပြီးဖဲသခင်ရှေ့မှာရှိနေကြတာ။အင်းဒါဆိုရင်သူတို့ရဲ့အဓိကလို့သူတို့ရဲ့တာဝန်ကဘာဖြစ်မလဲဒီလုံးထူးခြားတဲ့တတ်တော်အားဒီဆိုတော့ သူတို့ရဲ့အဓိကတာဝန်ကအခန်းငယ်ရှင်းမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။အဲ့ဒါကတော့ဝတ်ပြုကိုးကွယ်ချီးမွမ်းခြင်းပါပဲ။သူတို့ဟာ နေရောညပါ တစ္ဆက်တန်မှာမယက်မနာတန်ရှင်းတော်မူ၏တန်ရှင်းတော်မူ၏တန်ရှင်းတော်မူ၏လို့တိဆိုချီးမွမ်းနေကြတယ်။အတိတ်ပစ္စုပန်အနာဂတ်အစဉ်ထာဝရရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်သည်တန်ရှင်းတော်မူ၏ဆိုပြီးတော့လေ။ သူတို့ရဲ့ချီးမွမ်းခြင်းကဘုရားသခင်ရဲ့အဓိကဂုဏ်တော်၃ခုတန်ရှင်းမှုထာဝရတည်ရှိမှုနဲ့အနန္တတန်ခိုးတော်ကိုဗဟုပြုကြတာတွေ့ရပါမယ် ဟုတ်ကဲ့ကန်းကင်ဘုံရဲ့ဝိပုကိုကွယ်မှုကတရက်ကိုဆင်ဆက်မပြတ် fit ပေါ်နေတဲ့အသက်ဝင်နေတဲ့လှုပ်ရှားမှုကြီးတစ်ခုဆိုတာသိတာပါဗျ။အခန်းငယ်ကိုကနဲ့ဆက်အစ်ကိုကြည့်လိုက်ရင်ဒီဝိပုကိုကွယ်မှုရဲ့အပြန်လန်တုံ့ပြန်ပုံကိုတွေ့ရတယ်နော်။တက်ရှိတတ္တဝါ၄ပါးကပလင်ပေါ်မှာထိုင်နေတဲ့ထာဝရအရှင်ရဲ့ဂုံတော်အသေးရတော်နဲ့ကြီးစိုးတော်တွေကိုချီးမွမ်းလိုက်တဲ့အခါတိုင်းမှာဟုတ်တယ်အဲ့ဒီအခါမှာအဲ့အသက်ကြီးသူ24ပါးကလည်းချက်ချင်းပဲသူတို့ရဲ့ပတ်လည်ဒီပေါ်ကနေ စင်းဘီဖျားသခင်ရဲ့ပလန်တော်ရှင်မှာပြပြဝတ်ရှုခိုးကြရတယ်။ပြီးတော့သူတို့ရဲ့အဖိုးတန်ရွှေဥယျာတီကိုချွတ်ပြီးပလန်တော်ရှိကိုချထားလိုက်ကြရတယ်။ဒါဟာအမတန်နဲ့နဲတဲ့လူရည်တစ်ခုပဲ။တကယ်ကိုအလေးနဆုံးဖော်ပြမှုပဲ။ဟုတ်တယ်။သူတို့ရဲ့ချီးမွမ်းခြင်းတခြင်းကလည်းတီချာရဲ့အကြောင်းပြချက်ကိုဖော်ပြတယ်။အိုအရှင်အကျွန်တို့ဖျားသခင်ကိုရောဒီဘုံအသိရေတန်ခိုးတော်တို့ကိုခန်းစားထိုက်တော်မူ၏။ဘာကြောင့်လဲဆိုတော့ကိုရောဒီခ သိင်းသောအရာတို့ကိုဖန်ဆင်းတော်မူပြီးအရာခတ်သိင်းသည်ကိုရိုဤအလိုတော်ကြောင့်သာ ဖြစ်ဖို့တရှိကြပါ၏ဆိုပြီးတော့သူတို့ရဲ့ဝိပုခြင်းကဖျားသခင်ဟာဖန်ဆင်းရှင်ဖြစ်တယ်ဆိုရဲ့အချက်ပေါ်မှာအခြေခံထားတာတွေ့ရတယ်။အတ္တိယချပါပဲ။ဒီမြင်ကွင်းကဝိပုကိုးကွယ်ခြင်းရဲ့အနိတာရကိုထုတ်ပြနေတာ။ဒါတပတ်တခါလောက်ရတဲ့အစီအကျင်းမဟုတ်ဘူး။ဒါကောင်းကင်ဘုံရဲ့အဓိကလှူရှားမှုအသက်ရှူမှုလို့ဖြစ်နေတာ။ တရှိတက္ကပါတွေကဖျားသခင်ရဲ့ဘသူဖြစ်တယ်ဆိုတဲ့ဂုဏ်တော် attributes တွေကိုချီးမွမ်းတယ်။တကြည်သူတွေဆိုတော့ယွင်းတို့ခံကိုစားပြုတွေကအဲ့ဒီချီးမွမ်းခြင်းကိုတုံးပြနေကိုရောရဲ့လှုပ်ဆောင်ချက် works အထူးသဖြင့်ဖန်ဆင်းခြင်းကိုအတိအမှတ်ပြုရှ िख ောတယ်။သူတို့ရဲ့ဆုလတ်တွေအခွင့်အနာတွေအားလုံးဟာကိုရောကြောင့်သာဖြစ်တယ်လို့ဝန်ခံကြတယ်ဒါအပြန်လာအဖြစ်ပြီးလင်းတဲ့ဝိပ္ပယကိုးကွယ်မှုဆက်ဝန်းကြီးတကူပါပဲ။ဇန်ဒီအားလုံးကိုချုံငွင်ပြီးတဲ့နောက် အဲဒီချက်လက်တွေကနေဒီနေ့ကျွန်တော်တို့အတွက်ဘလို့အရေးကြီးတဲ့လက်တွေ့ကြတဲ့သွန်သင်ချက်တွေဆင်ញင်စရာအနှစ်သာရတွေကိုထုတ်ယူနိုင်မလဲဆိုတာကိုဆက်ပြီးဆွေးနွေးကြည့်အောင်အဓိကအချက်၄ချက်လောက်စုစည်းတင်ပြနိုင်မထင်ပါနဲ့ဟုတ်ကဲ့ပရမဇုန်းနဲ့ဒီခန်းတစ်ခုလုံးရဲ့အခိုင်အမာဆုံးသတင်းစကားကတော့ဖျားတခင်ရဲ့အချို့အချာအာနာ God Sovereignty ပါပဲမြင်ကွင်းတစ်ခုလုံးရဲ့ဗဟိုချက်ကပလင်းတော်ဖြစ်နေတယ်ဆိုတာသတိပြုရမယ်ယောဟန်ဟာမြေကြီးပေါ်မှာဖိနှိပ်မှု ဒုက္ခဆင်းရဲမှုရှုပ်ထွေးမှုတွေကြုံတွေ့နေရခြင်းမှာဒီကောင်းငင်မြင်ကွင်းကိုပြသခံရတာလေဆိုလိုရင်းကလောကကြီးမှာဘယ်လိုပဲမုံတိုက်ထန်နေပါစေဘယ်လိုပဲထိမ့်ချုပ်မရဘူးလို့ထင်ရပါစေကောင်းငင်မှာတော့အရာအလုံးကိုအကျွဲ့မဲ့ထိမ့်ချုပ်အုပ်စိုးနေတဲ့ဖျားသခင်ကပတ်လင်ပေါ်မှာတည်ငြိမ်စွာစံမြဲနေစေဆိုတဲ့အမှန်တရားပဲဟုတ်တယ်နော်အဲ့ဒီအတိကတကယ်အားရှိစေတာဟုတ်ပါတယ်ဒါဟာကြောက်ရွံ့ထိတ်လန့်နေသူတွေအတွက်တည်ငြိမ်မှုမဲ့ပုံရိပ် မျောလင်းချက်မဲ့နေသူတွေအတွက်ခိုင်မာတဲ့ကြောက်ဆောင်ဖြစ်ပါတယ်ဒုတိယအချက်ကတော့လေဒီကောင်းကင်မြင်ကွင်းကနေထင်ရှားပေါ်လွင်နေတဲ့ဖရာသခင်ဟာသာဝရဝိပုကိုးကွယ်ခြင်းကိုခံထိုက်တယ် God is worthy of eternal worship ဆိုတဲ့အချက်ပါပဲတရှိတတ္တဝါတွေရောအတကြီးသူတွေပါမရက်မနောက်ချီးမွမ်းဝိပုနေကြတာကိုကြည်နေဝိပုကိုးကွယ်ခြင်းဆိုတာအချိန်ပိုင်းအလုတ်တစ်ခုမဟုတ်ဘူးကောင်းကင်ဘုံရဲ့အတ္တကအလုတ်အတ္တတာရဲ့ပင်မရည်ရချက်ဖြစ်နေတာကိုတွေ့ရတယ် ဒါကကျွန်တော်တို့ရဲ့နေစဉ်အတ္တကိုနိုင်ကဖရာသခင်ကိုချီးမွမ်းဖို့ကိုရောကိုပဟုပြုကိုဖြစ်တဲ့တယ်ဆိုတဲ့အတ္တကိုပေးတယ်။ဟုတ်ပါရဲ့မှန်ပါတယ်။တတိယအရေးကြီးတဲ့အချက်ကတော့ဖရာသခင်ရဲ့ကုံတော်ရင်ရဲ့ပြည့်စုံမှုနဲ့ဟန်ချက်ညီမှု the completeness and balance of God's attributes ကိုနားလည်ဖို့ပါ။ဒီခန်းထဲမှာဖရာသခင်ရဲ့တန့်ရှင်မှုကြားမေတ္တာမှုတန်ခိုးအားနာဟိုကြောက်မြတ်ရနာတဲ့လက်စီမိုးချင်းတန်တွေကပြနေတယ်လို့ပါ။ဒါတွေကိုတွေ့ရတယ်လို့ တစ်ချိန်တည်းမှာပဲကိုရောရဲ့ကရုဏာဂတိတီမှုမေတ္တာအဲ့ဒီသတ္တန်ကပြောတဲ့အပိုင်းကိုလည်းတွေ့ရတယ်။ကိုရောဟာချစ်ချင်းမေတ္တာရှင်ဖြစ်သလိုအပြစ်ကိုလုံးဝလက်မခံနိုင်တဲ့တန်ရှင်တော်ဖျားလည်းဖြစ်တယ်။ဆိုတော့သူတို့ကကိုရောကိုချင်းကပ်ကြတဲ့အခါဒီကုံတော်ရဲ့ပြည့်စုံမှုကိုဟန်ချက်နေနေနားလေပြီးရိုသေလေးစားဆိုတော့ချင်းကပ်ဖို့လွယ်တယ်ဆိုတော့ကိုဒီမင်ခွင်ကတင်ပြနေပါတယ်။ဟုတ်ကဲ့။နောက်ဆုံးစတုတ်ထောက်အန်ချက်ကတကယ်ကိုစိတ်ခင်မှာဆွေးကြံရဲ့ဆွေတဲ့မင်ခွင်ပါပဲ။ အသက်ကြီးသူတွေသူတို့ရဲ့ဆုလက်ဥယျာဉ်တွေကိုပလင်ရှင်းမှာချထားခြင်း casting down crowns အဲ့ဒီရွှေဥယျာဉ်တွေဟာသူတို့ရဲ့အောင်မြင်မှုသူတို့ရရှိထားတဲ့ဘုံစည်းစိမ်ဆုလက်တွေကိုကိုစားပြုတယ်လीဒါပေမဲ့သူတို့ဟာအလားလေကိုကိုကုံအထွတ်ဆက်သိမ်းမထားပဲပလင်မမဆံမြနေတဲ့ခရှင်ရဲ့ရှင်းမှာချထားပြီးရှစ်ခိုးဝန်ခံကြတယ်အဲ့ဒါကကျွန်တော်တို့ရဲ့နှီးစိမ်အသက်ထားတာအလွန်အားကောင်းတဲ့သင်ခန်းစာပါကျွန်တော်တို့ဒီလောကမှာအောင်မြင်မှုတွေအရေးချမ်းတွေဂုံပုတ်တဲ့ဘလောက်ဖဲရရှိထားပါစေ။ အဲ့ဓာဒီအားလုံးဟာဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်ပြီးဖုံးအပ်တည်ရဲ့အားလုံးဟာကိုရောတပါးနဲ့သာခံထိုက်တဲ့ဆိုတဲ့စိတ်နှင်းချမှုအတိမပြုမှုရှိဖို့လိုအပ်တယ်ဆိုတာကိုပြနေတယ်။ကိုကိုကိုဗဟုပြုလို့စိတ်ကိုအောင်မြင်မှုမှမွေးလျော့နေလို့စိတ်ဆိုတဲ့ဥယျာဉ်တွေကိုပြေးဖက်ပြီးဖျားသခင်ကိုသာဗဟုပြုချီးမြှောက်တတ်ဖို့တီမင်ခွေးကစိန်ခေါ်နေတယ် ကိုယ့်ရဲ့အောင်မြင်မှုတွေကကိုတော်ကိုပုံမချီးမောက်ဖို့အကြောင်းရင်းထည်တင်တယ်ဆိုတာကိုပြနေတာပါ။ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့အတူတကွအစစလေးလာခဲ့တဲ့ဗျာဒိတ်ကျန်းအခန်းကြီး၄ဆိုင်ရာ အချက်လက်တွေကိုပြန်ချုပ်ကြည့်ရရင်ဒါဟာကောင်းကင်ဘုံပါလန်တော်ရဲ့တူနိုင်မဲ့ခန္ဓာမှု စကြဝဠာတစ်ခုလုံးအကောအကျွမ်းမဲ့အုပ်စိုးနေတဲ့ဖျားသခင်ရဲ့အချုပ်အချာအာဏာအဲ့ဒီအာဏာပိုင်ရှင်ကိုတုံးပြန်နေတဲ့အဆက်မပြတ်ထာဝရဝိပုကိုးကွယ်မှုပုံစံနေနဲ့အဲ့ဒီနေကျွန်တော်တို့လက်တွေ့ကျင့်သုံးနိုင်တဲ့အဖို့တန်သင်ခန်းစာတွေကိုတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်ဟုတ်ပါတယ် အထူးဖြစ်ခင်ပေါ့နော်လောကရဲ့အခြေအနေတွေရှုပ်ထွေးနေတယ်မတိချမရမှုတွေများနေတယ်လို့ခံစားရတဲ့အခြေမျိုးတွေမှာကောင်းကင်မှာအရာအလုံးကိုထိန်းချုပ်ထားပြီးသာဝရချီးမွမ်းခြင်းနဲ့ထိုက်တန်တဲ့တရားများတာမှုနဲ့ကရုဏာမှာပြည့်စုံတဲ့ဖျားသခင်ရှိနေသေးတယ်ဆိုတဲ့ဒီအသည့်တရားကလေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမျှော်လင့်ခြင်းနဲ့နေ့စဉ်အသက်ရှင်မှုအတွက်ခိုင်မာတဲ့ကြောက်စုတစ်ခုလို့ဖြစ်စေနိုင်ပါတယ် ဒီဆွေးနွေးမှုရဲ့အဆုံးမှာတွေးဆရာလေးလည်းခုခြံထားခဲ့ခြင်းပါတယ်။ကောင်းကင်ဘုံကအသက်ကြီးသူ24ပါးဟာသူတို့ရဲ့အဖို့တန်ရွှေဦးရစ်တွေကိုပလန်လင်ရှစ်မှာစိတ်ကူလို့ကိုလျော့ချထားခဲ့တယ်။ကျွန်တို့ရဲ့အသက်တာမှာတော့ဖျားသခင်ကိုချီးမြှောက်ဖို့ကိုရိုးရှစ်မှာဝတ်တော်ဖို့အစားကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ကြိုးစားမှုလို့ကိုယ်လိုက်တတ်မှတ်ပြီးမြင်းမြင်းဆုတ်ကင်ထားတဲ့ဥရစ်တွေများရှိနေမလား။ အဲ့ဒီဥယျာဉ်တွေကိုဘုရားသခင်ရဲ့ရှေ့တော်မှာဘယ်လိုစိတ်သဘောထားမျိုးနဲ့ချထားနိုင်မလဲဒါမှမဟုတ်ချထားဖို့စံနှက်ရှိရလားဆိုတာကိုဆက်လက်စင်ကျင်ကြည့်ဖို့ဖိတ်ခေါ်ရင်းဒီဆွေးနွေးမှုကိုညီကုန်းချုပ်လိုက်ပါရဲ့